ှင်ရန်ကုန်တိုင်းဆက်လေ့စဉ်သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့ညမိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့သတင်းရန်အကြောင်းအရာတွေကတော့ဒီရောက်ကမြန်မာသူအရွမ်းဝင်းတစ်ပီရီယန်သမန်ကူနီနီဆိုတဲ့သတင်းရှိငလင်းချောင်းပူကြားခဲ့တဲ့နေအိမ်မြောင်ပြန်လဲထူထောင်ရန်လိုအပ်နေဆိုတဲ့တွင် ရရကုန်းစေတီတော်၌ဗုဒ္ဓဘာသာယဉ်ကျေးမှုလိမ္မာသင်တန်းတပတ်ကြာဖွင့်လှစ်ဆိုတဲ့တွင်နိုင်ငံတကာသတင်းပုံလေးနဲ့ UNHCR ကမြန်မာငလင်ကိုပန်ပိုးကူညီမှုတိုးမြှင့်လှုံ့ဆော်ကြရန်နိုင်ငံတကာကိုတိုက်တွန်းဆိုတဲ့တွင်အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါသေးတယ် အဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့တရုတ်ကမြန်မာအတွက်ရွမ်းဝေတစ်ဘီလီယံထပ်မံကူညီမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်ဝက်ဆိုးရအနေနဲ့မြန်မာနိုင်ငံအတွက်ရွမ်းဝေတစ်ဘီလီယံကိုအရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကယ်ဆယ်ရေးအကူအညီအဖြစ်ထပ်မံပံ့ပိုးပေးဖို့ဆုံးဖြတ်လိုက်တဲ့လို့ယမန်လိကထုတ်ပြန်ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံအစိုးရရဲ့တောင်းဆိုချက်အရတရုတ်ဝက်ဆိုးရကရွမ်ငွေတစ်ပီဒီယန်အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကဲဆေးရကူအညီကိုထပ်မံပံ့ပိုးပေးမှာဖြစ်ပြီးအစိုးပါငွေဖြည့်လောင်စာစီ plan house ခွဲစိတ်ခန်းဈေးဝနှင့်ကောက်ွယ်ဈေးများစားတဲ့အရေးတကြီးလိုအပ်သောပစ္စည်းတွေကျန်းမာရေးနဲ့ရောဂါကောက်ွယ်ရေးဆိုင်ရာကျွမ်းကျင်အဖွဲ့တွေကို ကုသရေးနဲ့ပိုးသတ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ဆက်လုပ်ပေးမယ်လို့ဆိုပါတယ် ဘေးရနေရအကက်ဖြက်ရေးအဖွဲကိုလည်းဆေလွတ်ပြီးငလင်တန်းခန်းစားရချေသေးတာအထွေမှာကွင်းစင်းစစ်စေးကငလင်ပြီးပြန်လဲထူထောင်ရေးနဲ့ဘေးရနေရကောက်ွယ်လျှော့ချရေးလုပ်ငန်းစဉ်တွေရေးဆွဲရှာမှပံပိုးကူညီသွားမယ်လို့ဆိုပါတယ်။ ထာအပြင်ရင်ကျိမှုအမွေနှစ်နဲ့အဆောက်အဦဆိုင်ရာစစ်စေးရဖွဲ့တွေဆစ်လုကပျက်စီးနေသောရှေးဟောင်းရင်ကျိမှုအမွေနှစ်ပစ္စည်းများအဆောက်အဦများကိုစစ်စေးအကဲဖြတ်ခြင်းခိုင်ခန့်မှုစမ်းသပ်ခြင်းနဲ့ပြုပြင်မိုးမှန်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်ရှင်ဒုတိယသတင်းတပုတ်အနေနဲ့ အင်းလေးရှိငလင်ကြောင့်ပြိုကျခဲ့သည့်နေအိမ်များပြန်လည်ထူထောင်ရန်လိုအပ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်းလေးဒေသရှိငလင်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့နေအိမ်တွေပြန်လည်ထူထောင်ဖို့ကကိုယ်အညီတွေလိုအပ်နေတဲ့လို့ကုညီပေးနေသူတွေနဲ့ဒေသခံတွေစီကသိအောင်ပါထိတ်မက်လာ28ရက်ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလင်တန်းချောင်းအင်းလေးဖောင်တော်ဦးဖယားအပါဝင်ဒေသအတွင်းကကြေးရွာအချို့ရွာလုံးချို့နေအိမ်ပြိုကျခဲ့တာတွေရှိခဲ့တာပါ ငလင်ဘေးကြောင့်အင်းလေးဒေသမှာပျက်စီးတဲ့အခြေအနေနဲ့ပတ်သက်လို့အင်းလေးငလင်ဘေးအတွက်အကူအညီပေးနေသူဦးစနေမောင်မောင်ကရန်ကုန်မီဒီယာဂရုကိုခုလိုပဲပြောပါတယ်။အင်းလေးမကရွာလုံးကျွတ်ပြက်ပြီးသွားတဲ့ရွာကနေရွာနေရွာလောက်ကတော်တော်လုံးရွာလုံးကျွတ်အာပြက်ပြီးသွားတယ်။90ရာခိုင်နှုန်းကထိခိုက်တဲ့ရွာလည်းရှိတယ်။ အဲဒါဆိုလေနည်းနည်းပါးပါးရိုင်းနေလန်သွားတာမျိုးအိမ်ဆောင်သွားတာမျိုးတွေရှိတယ်ပေါ့အဲတော့အဆိုးဆုံးရွာနေရွာကကျွန်တော်တို့ဒီစေရတီရွာလို့ခေါ်တယ်။နောက်ကြီလာရွာလို့ခေါ်တယ်။မနေ့ကကျွန်တော်တို့ဒီကြီးတော့ကလည်းသူတို့နေသူတွေနေရာလေးနောက်ကြာတော့ရွာလို့ခေါ်တယ်။နောက်ဟင်းရဟင်းရရွာမဆိုတာရှိတယ်။အကြီးပေါ်စီးဒီပိုင်းလုပ်တဲ့ရွာအဲ့ဒါမှလည်းတချို့ပြည့်စုံသွားတယ်။ အအဓိကကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ရွာကြီးနေရွာတော့ခေလာရွာရဲ့ဆေးရည်ကြီးရွာတွေ့သဘောဒီရွာမှာအိမ်ကြီး300ကျင်း300လောက်အကုန်ပြိုသွားတာပြက်ပြီးသွားတာအဲ့သဘောအဲ့အဲ့နေရွာတော်တော်ရှိတယ်ပေါ့နော်ဟုတ်ကဲ့ဆက်ဆက်ကျွန်တော်တို့ကအလုပ်ဆောင်ပြီးတဲ့သဘောပါဟုတ်ကဲ့ဟုတ်ကဲ့ဆက်ဆက်ဟိုကတော့သူတို့တွေအလုံးစုံပြက်ပြီးသွားတယ်ဆိုတော့တက်ကနေအကုန်လုံးပြန်စားရမယ်အချိန်နဲ့ရှိသွားတာ အဲတချို့ဆိုနေထဲမှာသူတို့အိတ်နေရတယ်သူတို့အိတ်ရပြူသွားတော့အိတ်မရှိတော့အဲနေထဲမှာပဲနေကြစားကြတော့ကြပေါ့နိအိတ်ကြပေါ့အဆိုမှဒေတာကိုလက်ရှိအလူရှင်တွေလာရောက်တဲ့အခြေအနေနဲ့ပတ်သက်လို့ဦးစနေမောင်မောင်ကအခုလိုဆက်ပြောပြထားပါတယ်အလူရှင်ကအစားတောက်အနေနဲ့တော့လာကြတယ်ဗျာအစားတောက်တွေလာလူပဲအဲကျွန်တော်တို့လည်းတွားနေတာပဲဒါပေမဲ့ ကျွန်တော်တို့သွားလူရဲ့အချိန်မှာညံ့တွေ့ရတာသူ့တို့တန်တို့သူ့တို့ဆိုတော့လူတဲ့လူကမရှိသလောက်ပဲမရှိသလောက်ပဲတဲ့တို့တန်တို့မပါရင်သူ့တို့မျိုးလဲတော့ဘယ်တော့ကြည့်နေအောင်ပမာဏမနေဘူးနော်ဟိုဒီကောတန်ကောတော့မရှိကျွန်တော်ထင်တာကအိတ်ကြီးကိုအနည်းဆုံး50လောက်မှနည်းနည်းလေးကြည့်ကောင်းအောင်လိမ့်မယ်ကျွန်တော်ထင်တယ် အဆိုပါကြေးရွာတွေကိုအစားအသောက်တွေတွားရောက်လူထန်ရှင်လိုအပ်ချက်တွေ ရှိနေတဲ့အိမ်ဆောင်ပစ္စည်းတွေဖြစ်တဲ့ဝါသွတ်တန်းတစ်တွေလူထန်ဖို့ဧပြီလနှောင်းပိုင်းမှာထပ်မံတွားရောက်ဖို့ရှိနေတယ်လို့လဲဆိုပါတယ်ဒါအပြင်ဧပြီလ12ရက်နေ့မနက်ဖြန်မှာလဲ ထာအပြင်ဧပြီလ12ရက်နေ့မနက်ဖြန်မှလဲအောင်ပန်းတောင်ကြီးပြေးဆွဲတဲ့ရှင်လိုင်းခိမ့်နယ်ပူပေါင်းပြီးအစားအသောက်နဲ့ရေတန့်ပူတွေကို ကိုရိုင်းကမကထာပြုလုပ်ပြီးအလူရှင်တွေကိုစားတွားရောက်လူရန်ပေးသွားမယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးရွှေရုံးကုန်းစီတီတော်၌ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာတင်နန်းတပတ်ကြာဖွင့်လှစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရွှေရကုံစေတီတော်မှာတတိယအချိန်မြောက်အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုလိမ္မာတင်နန်းကိုတပတ်ကြာဖွင့်လင်းခဲ့တယ်လို့ရွှေရကုံစေတီတော်ဘန္နာတော်ထိန်ခေါ်ဘက်ကအဖွဲ့ကသိရပါထိအဆိုပါတင်နန်းကိုရွှေရကုံစေတီတော်ဘန္နာတော်ထိန်ခေါ်ဘက်ကအဖွဲ့ကကြီးမှုပြီးနှွေရသည့်ကျောင်းပိတ်ရန်အလက်ချိန်မှာဘန္နာတော်ထိန်ခေါ်ဘက်ကအဖွဲ့ရုံးဝန်ထမ်းသားသမီးဗုဒ္ဓဘာသာ အခြေခံကောင်းများရရှိစေဖို့နဲ့ယဉ်ကျေးလိမ္မာစွာပြုမှုပြောဆိုနေထိုင်သက်စေဖို့ ရည်ရွယ်ချက်တွေနဲ့တတိယအကြိမ်အဖြစ်မတ်လ30ရက်နေ့ကနေဧပြီလ10ရက်နေ့အထိရုံးဖွင့်ရက်တွေမှာတပတ်တောင်းဖွင့်လှစ်တင်ကြားပေးခဲ့တာဖြစ်ပါတယ်။ တင်နန်းမှာ တင်နန်းသားစုစုပေါင်း59ဦးတက်ရောက်အောင်မြင်ခဲ့ကြပြီးစုချင်းမြင်ပွဲအခမ်းအနားကိုယမန်လေးကအောက်ပစ္စယအနောက်မြောက်ဘက်ရှိမဟာဗုဒ္ဓဝင်ပြခန်းတွင်ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်အခြေခံရင်ကျေးလိမ်မတင်နန်းမှာ စုရရှိတဲ့ grade 1ကနေ grade 5အထိတင်နန်းသားတင်နန်းသူတွေကို ပထမစုကျပ်4000ဒုတိယစုကျပ်3000တတိယစုကျပ်2000အသီးသီးပေးအပ်ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်ရှင်။ ိုင်ငံတကာသတင်းတပုတ်အနေနဲ့ UNHCR ကမြန်မာငလျင်ကိုပံ့ပိုးကူညီမှုတိုးမြှင့်လှုံ့ဆော်ကြရန်နိုင်ငံတကာကိုတိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရှိဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR ကငလင်းတန်းတဲ့ဒေသများအတွက်တရုတ်နိုင်ငံရဲ့လျှင်မြန်ကူညီဆောင်ရွက်မှုများကိုချီးကျူးဂုဏ်ပြုလိုက်ပြီးနိုင်ငံတကာအနေနဲ့လည်းပံ့ပိုးကူညီမှုများတို့မြင့်လှူဆောင်ရန်တိုက်တွန်းလိုက်ပါတယ်။ အင်အားပြင်းငလင်ကြီးကြောင့်အသက်ပေါင်း3600ကျော်ဆုံးရှုံးပြီးနောက်ပိုင်းရှက်တွေမှာမြမဟာလူသားချင်းကူညီမှုအလွန်လိုအပ်နေတယ်လို့မိုးတက်ထန်စွာရွာသွန်းခြင်းကလည်းအခက်ခဲပိုဆိုးစေကစိတ်ထိခိုက်ကြောက်လန့်နေကြတဲ့အသက်ရှင်ကြံသူတွေရဲ့အတွက်အစာအစာတန်ရှင်ရေးခိုးလုံနေရများအရေးတကြီးလိုအပ်ကြောင်းကုလကထောက်ပြလာပါတယ် နိုင်ငံတကာအတိုင်းဝဲရဲ့အကူအညီတွေအများကြီးပိုလိုအပ်ပါတယ်။ငလင်းသန်းတင်ပြည်သူတွေအတွက်သာမကပြိပခါတွေကြောင့်ဒုက္ခရောက်နေတဲ့လူသုံးသန်းခွဲအတွက်ပါလိုအပ်ပါတယ်။ဒီငလင်းကြောင့်မြန်မာနိုင်ငံရဲ့အခြေအနေကိုနိုင်ငံတကာကပိုတည်သွားစေမယ့်လို့မြန်မာနိုင်ငံ UNHCR ရုံးမှကိုယ်စားလှယ်နိုရီကိုတာကာကီကရန်ကုန်မှာ CGTN နဲ့အင်တာဗျူးလုပ်ရင်းပြောသွားပါတယ်။ တရုတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့တရုတ်နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးအဖွဲ့ဟောင်ကောင်မှဆေးလွတ်တဲ့အဖွဲ့တွေက မြန်မာပြည်မှာကယ်ဆယ်ကူညီရေးတွေပြုလုပ်နေထားဆယ်ရက်ကျော်ရှိနေပြီးဘူတပ်ဖူးနေကတရုတ်သို့ပြန်သွားပြီဖြစ်ပါတဲ့ တရုတ်ကမြန်မာကိုအကူအညီပေးတဲ့ဥဆုံးနိုင်ငံတွေထဲမှာပါဝင်ကြောင်းဒါဟာအလွန်ချီးကျူးစရာကောင်းပြီးဆက်လက်ပူးပေါင်းသွားဖို့မျှော်လင့်ကြောင်းဒုက္ခရောက်နေသူတွေလိုအပ်နေသူတွေထံရောက်ရှိဖို့ကြိုးစားနေကြောင်းဒါဟာမြန်မာလူမျိုးတွေရဲ့လူသားချင်းစာနာမှုအကူအညီများအတွက်အထူးတကားလာရောက်ဖြည့်ရှင်ပေးကြတာဖြစ်ကြောင်းဒါကခီးကပြောသွားပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရင်နေစဉ်သတင်းအစီအစဉ်တို့ပဲဖြစ်ပါထဲကြီးစုအားပေးခဲ့ကြောင်းသူများအလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့မြန်မိုးထပ်ပါ thank you